မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့ရက်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်မှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး7နှစ်အပိုက်ငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဓမ္မစေယအမှုအထူးထူးအထွေထွေရှိ냐တော်လဲ သခင်တပါးရှိ၏ဒီနေရာ မှာတော့ကျွန်တော်တို့ဓမ္မဆရာအမှုလို့ပြောတာကိုတွေ့ရပါတယ်ကျွန်တော်တို့ရှေ့မှာဆင်ခြင်ခဲ့တယ်လို့ပဲစက္ကတာနဲ့ခန့်အပ်တာဆိုတာကိုကျွန်တော်ခွဲပြီးတော့မှပြောခဲ့ပါတယ်စက္ကတာကတော့ယုံကြည်သူတိုင်းစက္ကလို့ရတယ်ဘုရားကိုချစ်ပြီးတော့မှပါဝင်စက္ကတာကဘာမှအပြစ်မရှိဘူးစက်ကိုစက္ကဖို့လဲတိုက်တွန်းထားတာတွေ့ရပါတယ်ဒါပေမဲ့ခန့်အပ်တာကြတော့ ဘုရားသခင် ကိုရော်တိုင်ကခွဲခတ်မှတ်သားပြီးတော့မှဥဆောင်ဥရွယ်ပြုတဲ့နေရာမှာခန့်အပ်တာမျိုးဖြစ်ပါတယ်အဲ့လိုခန့်အပ်ခြင်းကလည်းသခင်တပါးတည်းပဲရှိရဲဆိုတာကိုသိဖို့လိုပါတယ်ဆိုလိုတာကကျွန်တော်တို့ကကျွန်တော်တို့ကိုခန့်အပ်တဲ့အရှင်သခင်ဟာလူမဟုတ်ဘူးဘုရားသခင်ကိုရော်တိုင်ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်လူတွေကသဘောကျလို့အများသဘောတူနဲ့တင်အုပ်စရာဖြစ်တာမျိုးတွေရှိတယ် လူအများရဲ့သဘောတူညီချက်နဲ့ကောင်းဆောင်ဖြစ်သွားတာမျိုးလဲရှိနိုင်ပါတယ်။ဒါပေမဲ့ဘုရားသခင်ခန့်အပ်တာကြတော့လူတွေနဲ့မဆိုင်မဲနဲ့ကျွန်တော်တို့အပေါ်မှာတိကျဘုရားသခင်ရဲ့အလိုတော်ပြည့်စုံစေဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။အဲဒါကြောင့်မလို့ဓမ္မဆရာတွေကလည်းသခင်တပါးရဲ့ရှိတယ်ဆိုတာကိုသိပြီးတော့မှကိုယ့်ရဲ့သခင်ကိုယ့်ရဲ့အရှင်ကိုဝန်ခံဖို့လိုပါတယ်။ကိုယ့်ကိုခန့်အပ်တဲ့သူဟာ သခင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကို နားလည်သိရှိဖို့လိုပါတယ်။အဲ့ဒီသခင်ကိုဝန်ခံရမှာဖြစ်ပါတယ်။အဲ့ဒီသခင်ကိုဦးစားပေးရမှာဖြစ်ပါတယ်။အဲ့ဒီသခင်ရဲ့အလိုတော်ကိုဆောင်ရမှာဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒါကြောင့်မလို့ဓမ္မဆရာ အမှုတွေကိုကျွန်တော်တို့ပြုကြတဲ့အခါမှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကို အမှန်တကယ်ခန့်အပ်ထားတာသိကြဖို့လိုပါတယ်။သခင်ယေရှုခရစ်တော်ကိုဝန်ခံတဲ့သူ ဖြစ်ဖို့လဲသိကြဖို့လိုပါတယ်။ သို့မဟုတ်ရင်တော့ကျွန်တော်တို့ကဓမ္မဆရာတော့ဓမ္မဆရာပဲလူအလိုလိုက်တဲ့ဓမ္မဆရာ လူအကြိုက်လိုက်တဲ့ဓမ္မဆရာတွေဖြစ်နေမှာတေးကြပါတယ်ဒါကြောင့်မလို့စုကျေးဇူးတွေမှာတောင်းမှဝိညာဉ်တော်ကပဲပေးတာလို့ကျွန်တော်တို့ပြောခဲ့တယ်အခုလေလူတွေကိုဥဆောင်ရတဲ့ဓမ္မဆရာတွေလူတွေကိုတုံသင်ပေးရတဲ့ဓမ္မဆရာတွေလူတွေရဲ့ရှေ့မှာရက်ရတဲ့ဒီဓမ္မဆရာတွေကလည်းတခင်တပါးတည်းရှိတယ်ဆိုတာကိုသိပြီးမှ သခင်ယေရှုခရစ်တော်ကိုမိမိအရှင်သခင်အဖြစ်ဝန်ခံတာကြောင့်ပေါ်လွင်ဖို့အင်မတန်အရေးကြီးပါတယ်။သခင်ကို ဝန်ခံတော်သူ၊နာခံတော်သူဖြစ်ကြောင်းသာပေါ်လွင်ဖို့အင်မတန်အရေးကြီးပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ်သဘောနဲ့ကိုယ်လှုပ်ချင်တာလှုပ်နေပြီးတော့မှလူအလိုလိုက်နေတဲ့ဓမ္မဆရာမျိုးဖြစ်တယ်ဆိုရင်တော့တနေ့ကျရင်အဲ့ဒီဓမ္မဆရာဟာဘလိုနည်းနဲ့မှရေရှည်တည်တံ့ခိုင်မြဲတော့မှာမဟုတ်ဘူးဆိုတာကို တည်ဖို့လိုပါတယ်ဓမ္မအမှုကိုဆောင်ရွက်တော့ဓမ္မဆရာဖြစ်냐တော်လဲပဲသခင်ကခွဲခန့်မှတ်သားတာမဟုတ်ရင်သူဟာစက္ကမှုတစ်ခုပြုနေတဲ့အခြေအနေမျိုးလောက်သာရှိပါလိမ့်မယ်ဒါကြောင့်မလို့စက္ကတာကတော့မမှားပါဘူးတချို့တွေကဓမ္မအမှုတော်ဆောင်နေတဲ့သတ္တန်တစ်ခုပါဝင်ပြီးနှုတ်ထွက်ပြီးတော့မှလောကအလုပ်ပြန်လုပ်တာမျိုးတော့ကျွန်တော်မြင်ဘူးပါတယ်ဒါကြောင့်မလို့ဓမ္မဆရာဆိုတာကသခင်ရှုကိုတော်တိုင်း ခွဲကမှတ်သားခန့်အပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တခင့်ဟိုအစီခံရမယ့်သူ ဖြစ်တယ်ဆိုတာကိုသိရှိနားလည်ဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ခရစ်ယာန်အတိုင်းအဝိုင်းမှာဆိုရင်ပြောကြပါတယ်။ဆရာတွေပေါများတယ်။သုံးလသင်တန်းဆင်းတဲ့သူလည်းဆရာဖြစ်တာပဲ။ကျန်းစာကြောင်းဆင်းပြီးရင်လည်းဆရာအခေါ်ခံရတာပဲဆိုတာမျိုးပေါ့။တကယ်တမ်းကျတော့ဓမ္မဆရာဆိုတာကသုံးလသင်တန်းဆင်းခြင်းမဆင်းခြင်းနဲ့လည်းမဆိုင်သလိုကျန်းစာကြောင်းဆင်းခြင်းမဆင်းခြင်းနဲ့လည်းမဆိုင်ပါဘူး။ ဓမ္မပညာကိုဘသူမဆိုလေးလာလို့ရတယ်။တာမန်ယုံကြည်သူလည်းလေးလာလို့ရတယ်။လေးလာလဲလေးလာသင်တယ်။ဒါပေမဲ့ဓမ္မပညာတွေကို တက်ကြွန်းတိကျွန်းလို့သူဟာဘုရားသခင်ရဲ့ခန့်အပ်ခြင်းကိုခံရတဲ့သူဟုတ်ချင်မှဟုတ်မယ်။သို့တော်လည်းဓမ္မပညာတွေကိုတိကျွန်းတဲ့အတွက်ကြောင့်မလို့စက္ကအစီခံတဲ့နေရာမှာတော့အစဉ်ပြေးနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်သဘောတွေကိုနားလည်သွားလို့ဖြစ်ပါတယ်။သို့တော်လည်း ဓမ္မဆရာတယောက်ဖြစ်ဖို့ဆိုတာကတော့သခင်ရဲ့ခေါ်သံသခင်ရဲ့အလိုတော်ကို နားလေသိရှိဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ဝိညာဉ်စုဂျေစုကတန်ရှင်တော်ဝိညာဉ်တော်ကပေးတယ်ဓမ္မဆရာအမှုကတော့သခင်ယေရှုခရစ်တော်ရဲ့ခံအပ်ခြင်းအပြင်သာဖြစ်တယ်ဓမ္မဆရာတွေကလည်းစုဂျေစုတွေရှိနိုင်တယ်သို့တော်လည်းပဲစုဂျေစုရှိတဲ့သူတိုင်းကတော့ဓမ္မဆရာ မဟုတ်ဘူးဆိုတာကိုတော့ နားလဲဖို့လိုပါတယ်ဖျက်ရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရုတ်ကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာဓမ္မဆရာဖြစ်ခြင်းမှာဘယ်အရာကအရေးကြီးလဲဆိုတာသိရလို့ယေရှုတင်တယ်သခင်တပါးတယ်ရှိတယ်ဆိုတာကိုသိပြီးတော့ဓမ္မဆရာများသည်လဲထိုးသခင်ကိုဝန်ခံတော်သူဖြစ်စေပါသခင်အလိုကိုစောင့်တော်သူဖြစ်စေပါသခင်ရဲ့ခန့်အပ်ခြင်းကိုနားလည်တော်သူဖြစ်စေပါ ်ဂျေစုတင်တဲ့နာမတော့ကြီးမွားပါတယ်တနေ့တလုံးလက်ဝဲအပ်ပါတယ်ကိုလိုဖျားကျွန်တော်နဲ့အတူရှိပြီးလမ်းပြပို့ဆောင် ကောင်းကြီးပေးပါမိအကြောင်းဆုတောင်းလက်ဝဲအနန္တဲ့အခါမှာဒုက္ခပတ်တော်ကြားနာရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲခန္ဓာစေဝိညာဉ်ကိုတော်မစားပါမိအကြောင်း သခင်ယေရှုနာမ၌ဆုတောင်းအနန္တပါ၏အာမင်